ရန်ကုန်ရန်ချင်းတုံ့ပြန်မယ်ဆိုတဲ့အတွေးခေါ်ကိုယူကရိန်းကဇန်နဝါရီလကုန်ပိုင်းမှာလက်တွေ့ကျင့်သုံးခဲ့ပါတယ်။သူတို့ဟာ drone တွေနဲ့ရုရှားရဲ့ data 73ခုကျော်ကိုတိုက်ခိုက်ခဲ့ပြီးမော်စကိုနဲ့ခရိုင်းမီးယားပါဝင်မြို့တွေကိုမီလီယံတွေနဲ့ပြည့်နှက်သွားစေခဲ့ပါတယ်။ယူကရိန်းစစ်ပွဲတစ်လျှောက်လုံးမှာရုရှားသမ္မတဗလာဒီမာပူတင်ဟာ drone တိုက်ခိုက်မှုတွေနဲ့ရန်သူကိုပျက်စီးအောင်လုပ်နေခဲ့တာ။အခုတော့စစ်ပွဲဟာမော်စကိုကိုပြန်ရောက်လာပြီးရုရှားအတွက်ကပ်ဘေးတစ်ခုဖြစ်လာပါတယ်။ဒါဆိုယူကရိန်းဟာဒီ drone အုံကြီးနဲ့တိုက်ခိုက်မှုကနေဘာရီရလက်ရခဲ့တယ်လေ။ ရုရှားကဘလို့တုံ့ပြန်ခဲ့တယ်ဆိုတာကိုပြောပြပေးတော့ပါမယ်။ဇန်နဝါရီလ24ရက်နေ့မှာယူကရိန်းဟာရုရှားစီကိုဒရုန်းတရာကျော်လွှတ်တင်ခဲ့ပါတယ်။ဒီဒရုန်းတွေရဲ့တာဝန်ကမော်စကိုနဲ့ပတ်ဝန်းကျင်မှာဖြစ်နိုင်သမျှပျက်စီးမှုများများဖြစ်အောင်လုပ်ဖို့ပါ။ယူကရိန်းရဲ့ဒရုန်းမောင်းနှင်သူတွေဟာသူတို့ရဲ့ဒရုန်းအုံကြီးကိုရုရှားရဲ့ဒေတာဆက်တခုမှခွဲဝေတိုက်ခိုက်ခဲ့ပါတယ်။ဒါဟာပူတင်ရဲ့အထူးစစ်ဆင်ရေးစတင်ကြတဲ့ကယူကရိန်းရဲ့ရုရှားနယ်မြေပေါ်တိုက်ခိုက်မှုတွေထဲမှာအရေးပါဆုံးတစ်ခုဖြစ်ပါတယ်။တိုက်ခိုက်ခံရတဲ့ဒေသတွေထဲမှာ Razan, ရုရှားရဲ့အရေးပါတဲ့ရေနံကျက်စက်ရုံတစ်ခုရှိတဲ့နေရာ Brains Angels နဲ့ Moscow မြို့တော်လိုပါဝင်ပါတယ်။ Ukraine ကဒီ drone တိုက်ခိုက်မှုကိုဘာကြောင့်လုပ်ခဲ့တယ်လဲဆိုတဲ့အကြောင်းရင်းတွေကိုလည်းရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်။ Politico ရဲ့ဖော်ပြချက်အရဒီကြီးမားတဲ့တိုက်ခိုက်မှုဟာ Ukraine ရဲ့ Russia နဲ့မြေအတွင်းကပြစ်မှတ်တွေကိုထိမှန်နိုင်ပန်းတိုးတက်လာတယ်ဆိုတာကိုပြသတဲ့ပြယုံတစ်ခုပါပဲ။ Ukraine ဟာဒီတိုက်ခိုက်မှုတွေကိုအသုံးပြုပြီး Putin စစ်တပ်ရဲ့ဆက်လက်လေပတ်နိုင်ငံကိုချိုးနှိမ်နေပါတယ်။ ်ခဲယမ်းပြီးကြောက်တူလောင်ယုံတွေဖြတ်စည်းခံရပြီးရေနံချက်ဆက်ယုံတွေပိတ်သိမ်းခံရတာကြောင့်ရှည်တန်းကိုပို့ဆောင်နိုင်တဲ့ကြည်စံတွေနဲ့လောင်စာဆီတွေရဲ့ပမာဏကိုကန့်တက်လိုက်နိုင်ပါလေယူကရိန်းတပ်မတော်ကုတ်ကဲရေးမှုဗိုလ်ချုပ်ကြီးအလက်ဇန်ဒားစာကီကဒီအကြောင်းကိုရှင်းပြခဲ့ပါတယ်လွန်ခဲ့တဲ့လအနည်းငယ်ကလေးကရုရှားတပ်မတော်ရဲ့ကြည်စံသုံးဆွဲမှုဟာတဝက်နီးပါးရောကြသွားပါတယ်အရင်ကတရက်ကို၄000အထိတုံးနေရကနေအခုဆိုတိတိတတ်တာညှော်နေသွားပါပြီလို့သူကဆိုပါတယ် ဒါကြောင့်ရုရှားရဲ့ထောက်ပံ့ရေးလိုင်းတွေကိုဖြတ်တောက်လိုက်တာဟာယူကရိန်းရဲ့ဒရုန်းတိုက်ခိုက်မှုတွေကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့ဒရုန်းတရာကျော်တဲ့တိုက်ခိုက်မှုကနေဘာရီရလက်ရခဲ့တယ်လဲဆိုရင်တိုက်ခိုက်မှုစတင်ပြီးနိုင်ရင်နဲ့နိုင်နဲ့ချီရက်နဲ့ချီကြတဲ့အခါမှာအစီရင်ခံစာတွေစတင်ထွက်ပေါ်လာပါတယ်။ Reason မှာတော့ယူကရိန်းဟာအကောင်းဆုံးရလက်တချို့ကိုရခဲ့ပါတယ်။ရိုက်တာရဲ့ဖော်ပြချက်အရဒရုန်းတိုက်ခိုက်မှုဟာရေဇန်ရေနံချက်ဆက်ယုံမှရှိတဲ့ရေနံတူလောင်ယုံတချို့ကိုထိမှန်ခဲ့ပါလေ။ဒီတူလောင်ယုံတွေဟာမီးလောင်ပြီးရုရှားရဲ့ရေနံတိမ့်နဲ့ချီဆုံးရှုံးသွားနိုင်ပါလေ။ မီးမလောင်မှုဆိုရင်ဒီရေနံတွေကရောင်းချနိုင်တယ်လို့ရှေ့တန်းကတက်တွေစီကိုလည်းပို့နိုင်ပါပါဒါအပြင်ချက်ဆက်ယုံမှာရှိတဲ့ပစ္စည်းကရိယာတွေလည်းပြတ်စီးသွားခဲ့ပါတယ်ယထာတင်တဲ့တစ်ခုပြတ်စီးသွားတာကြောင့် reason ဆက်ယုံအနည်းကရေနံပို့ဆောင်ရေးစွန့်ရည်ဟာကန့်သက်ခံလိုက်ရပါတယ် hydro treater ရေနံချက်လုပ်ငန်းသုံးဓာတ်ရုပ်ဆက်ကရိယာတခုလည်းအစိမ့်စိမ့်မှောင်မှောင်ဖြစ်သွားပါတယ် hydro treater တွေဟာချက်လုပ်ပြီးသားရေနံထွက်ကုန်တွေကအငြိကျေးတွေကိုဖယ်ရှားပေးပြီးရုရှားရဲ့ယင်တွေတင့်ကားတွေနဲ့လေယာဉ်တွေမှာအသုံးပြုလို့ရအောင်ပြုလုပ်ပေးပါတယ် အခုဆိုရင်ရုရှားဟာဒီတန်မိုးကြီးကိရိယာကိုအစားထိုးဖို့ကြိုးစားရမှာဖြစ်ပြီးမဟုတ်ရင်သူ့ရဲ့ရင်းနှီးချက်ဆက်ယုံဟာပူတင်ရဲ့စစ်သည်တွေကိုလောင်စာသည်ထောက်ပံ့ဖို့ကြိုးစားနေတဲ့လုပ်ငန်းမှာအသုံးဝင်နေပဲဖြစ်သွားနိုင်ပါလေ reason ဆက်ယုံဟာ2.3စတူရဲမိုင်ကျယ်ဝန်းပြီးရုရှားမှာအကြီးဆုံးရင်းနှီးချက်ဆက်ယုံတွေကတခုဖြစ်တယ်လို့ဆိုပါတယ်အတီးပြုထားတဲ့တိုက်ခိုက်မှုရဲ့ဗီဒီယိုမှာလူတွေဟာချိန်ချင်းထွက်ပြေးသူကပြေးကားနဲ့ထွက်ပြေးသူကပြေးနေတာကိုတွေ့ရပါတယ်ယူကရိန်းဟာ reason ဆက်ယုံကိုနေရာနှစ်ခုမှာတိုက်ခိုက်ခဲ့တယ်လို့ယုံကြည်ရပါတယ် ဒရုန်းတိုက်ခိုက်မှုကြောင့်မီးလောင်တဲ့နေရာတစ်ခုကစစ်ရုံရဲ့မြောက်ဘက်ဝင်ပေါက်မှာဖြစ်ပွားခဲ့ပြီးဒီအချက်ကိုလမ်းကြောင်းနဲ့ဆိုင်းဘုတ်တွေကိုစစ်ရုံဗီဒီယိုနဲ့တိုက်ဆိုင်စစ်ဆေးပြီးအတည်ပြုခဲ့ပါတယ်။ဒုတိယမီးလောင်တဲ့နေရာကပထမနေရာကနေ1.6မိုင်အကွာမှာရှိပြီးစစ်ရုံရဲ့အရှိတ်ဘက်မှာဖြစ်ပွားခဲ့တာကြောင့်ရေနံတူလောင်ရုံတွေထိမှန်ခဲ့တာဖြစ်ပါတယ်။ရေနံကျစစ်ရုံတစ်ခုတည်းကိုပဲယူကရိန်းကပစ်မှတ်ထားတာမဟုတ်ပါဘူး။အနည်းက Novo Reason လျှက်စစ်ဓာတ်စစ်ရုံကိုပါထိမှန်ခဲ့ပါတယ်။ဒီစစ်ရုံတွေဟာရေနံနဲ့တဘာဝတန်ွေလိုတဘာဝလောင်စာတွေကိုအသုံးပြုပြီး ရေကိုရင်းနှီးဝင့်ဖြစ်ပြောင်းလဲကတာပိုင်တွေကိုမောင်းနှင်ပြီးပြစ်စစ်တအားထုတ်လုပ်ပါလေအပူဓာတ်လျက်စစ်ဆက်ယုံဟာ reason ရင်းနှီးချက်ဆက်ယုံကိုလေပတ်နေအောင်အဓိကအခန်းကဏ္ဍကနေပါဝင်နေနိုင်ပါလေဒါကြောင့်အပူဓာတ်လျက်စစ်ဆက်ယုံပိတ်သွားရင်ရင်းနှီးချက်ဆက်ယုံကလည်းပိတ်သွားနိုင်ပါလေ reason မှာအောင်မြင်တဲ့တိုက်တိုက်ခွင့်မှုတစ်ခုဖြစ်လာကြတဲ့ကတော့ယူကရိန်းအတွက်ကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ Kiev ကဒီလောက်နဲ့ရပ်မသွားပါဘူး။ Moscow မြို့တော်ကိုယ်တိုင်ကလည်းအဓိကပြစ်မှတ်တစ်ခုဖြစ်ပါတယ်။ ်မြို့အဝဲစာဂျီဆူဘူနိုင်ကယူကရိန်းဟာဇန်နဝါရီကို23ရက်ညနဲ့24ရက်မနက်ပိုင်းမှာ မော်စကိုကိုတိုက်ရိုက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဆိုဗနိုင်းကရုရှားရဲ့ကာကွယ်ရေးဝန်ကြီးဌာနကလေကြောင်းကာကွယ်ရေးတပ်ဖွဲ့တွေဟာကာလာကာနဲ့ရမစကီမြို့နယ်တွေမှာဒရုန်းတိုက်ခိုက်မှုတွေကိုကာကွယ်နိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။ဒီမြို့နယ်နှစ်ခုစလုံးဟာမော်စကိုပြည်နယ်ထဲမှာပါပဲ။ဒါပေမဲ့ဒရုန်းတွေဟာမော်စကိုကိုဥတီပြန်တန်းနေတာကြောင့်သူတို့ဟာမော်စကိုမြို့တော်တွေကိုမရောက်ရှိခဲ့ပေမဲ့ရုရှားရဲ့မြို့တော်မှာကြီးမားတဲ့ပျက်စီးမှုတွေဖြစ်စေနိုင်ခဲ့ပါတယ်။ ဒရုန်းတွေရဲ့ပြန်တမ်းမှုကြောင့်ရုရှားရဲ့ဗဟိုလေကြောင်းပို့ဆောင်ရေးအေဂျင်စီက Vukovo, Domodedovo နဲ့ Sharamativo တို့လေဆိပ်တွေမှာလုပ်ငန်းတွေကိုယာယီရန်နာလိုက်ရပါတယ်။အာနာပိုင်တွေကဒီလိုရန်နာရတဲ့အကြောင်းရင်းကိုအတိအကျဖော်ပြခဲ့ခြင်းမရှိဘဲဗဟိုလေကြောင်းပို့ဆောင်ရေးအေဂျင်စီရဲ့ပြောရေးဆိုခွင့်ရှိသူကအရက်သုံးလေရင်တွေရဲ့ပြန်တမ်းမှုဘေးကင်းလုံခြုံရေးအတွက် Vukovo, Domodedovo နဲ့ Sharamativo, Zukovski နဲ့ကာလာကာလေဆိပ်တွေမှာယာယီကန့်သတ်ချက်တွေချမှတ်ထားတယ်လို့သာပြောပါတယ်။ ပထမတစ်ချက်ကယူကရိန်းရဲ့ဒရုန်းတိုက်ခိုက်မှုဟာမော်စကိုပြည်နယ်ရဲ့ပုံမိုကျဲကျဲတဲ့နေရာတွေကိုထိမှန်ခဲ့တယ်ဆိုတာပါဒုတိယချက်ကဒီဒရုန်းတွေဟာမော်စကိုကိုပြောတာထက်ပိုပြီးပျက်စီးမှုတွေဖြစ်စေခဲ့တာပါဒါကြောင့်လေဆိပ်တွေကိုပိတ်လိုက်ရတာဖြစ်နိုင်ပါတယ်ဒါအပြင်ယူကရိန်းရဲ့ဒရုန်းတိုက်ခိုက်မှုဟာဆက်လက်ဖြစ်ပွားနေပါတယ် Brinks ဟာနောက်ထပ်ပြစ်မှတ်တစ်ခုဖြစ်ပါတယ်မတ်လ2023မှာယူကရိန်းကဒီနယ်စပ်ဒေသကိုဝင်ရောက်တိုက်ခိုက်ဖို့ကြိုးစားခဲ့တာကိုအားလုံးလည်းသိပြီးသားဖြစ်မှာပါဒါဟာ2024ခုနှစ်ဩဂုတ်လမှာဖြစ်ပွားခဲ့တဲ့ KF ကိုပြန်လည်တိုက်ခိုက်တာထက်ပုံမစနစ်ကြတဲ့စစ်စင်ရေးရဲ့အစပြုမှုတစ်ခုလို့ဆိုနိုင်ပါတယ်။ဒီဒေသဟာ KF အတွက်ပြစ်မှတ်တစ်ခုအဖြစ်ရှိနေသေးဖြစ်ပါတယ်။ယူကရိန်းရဲ့ drone တိုက်ခိုက်မှုမှာ Brace က Kremlin microchip စက်ရုံကိုတိုက်ခိုက်ခဲ့ပါတယ်။ TASS သတင်းဌာနရဲ့ဖော်ပြချက်အရဇန်နဝါရီ24ရက်ညမှာ drone 6စင်းဟာ Kremlin ကိုတိုက်ခိုက်ခဲ့ပြီးထုတ်လုပ်ရေးစက်ရုံနဲ့အစိပ်ပိုင်းတွေနဲ့ပြီးဆုံးတဲ့ပစ္စည်းတူလောင်ရုံကိုပါပျက်စီးစေခဲ့ပါတယ်။ဒီတိုက်ခိုက်မှုမှာလူသေဆုံးမှုမရှိပေမဲ့ ယူကရိန်းကဒီဆက်ယုံကိုဘာကြောင့်ပြင်ပထားတယ်လဲဆိုတာရှင်းနေပါတယ်။ဒီဆက်ယုံရဲ့ထုတ်လုပ်မှု94ရာခိုင်နှုန်းဟာရုရှားကာကွယ်ရေးဝန်ကြီးဌာနအတွက်ဖြစ်ပါတယ်။ဒီဆက်ယုံဟာရုရှားရဲ့အစွမ်းထက်တဲ့ဒုံးကျည်စနစ်တွေမှာအသုံးပြုတဲ့အဓိကအစိတ်အပိုင်းတွေကိုထုတ်လုပ်ပါတယ်။ဒီစနစ်တွေထဲမှာအစစ်မြေ S500 လေကြောင်းကာကွယ်ရေးစနစ်၊ Panzer လေကြောင်းကာကွယ်ရေးယူနစ်တွေနဲ့ Caliber Cruise ဒုံးကျည်တွေပါဝင်ပါတယ်။ RBC Ukraine ရဲ့ဖော်ပြချက်အရဒီဆက်ယုံဟာရုရှားရဲ့ Iskander ဒုံးကျည်တွေထက် chips တွေကိုလည်းထုတ်လုပ်ပါတယ်။ ။ Iskander ဒုံးကျည်တွေဟာ nuclear ပုံးတွေကိုတည်ဆောင်နိုင်ပါတယ်။ဒါ့အပြင် drone တွေ radar နဲ့ electronic စစ်ပွဲစနစ်တွေအတွက် chips တွေကိုလည်းထုတ်လုပ်ပါတယ်။ဒီဆက်ရုံကိုဖျက်ဆီးလိုက်တာဟာဒီစနစ်တွေမှာအလုပ်လုပ်ဖို့လိုအပ်တဲ့ chips တွေကိုထောက်ပံ့နိုင်တော့မှာမဟုတ်ပါဘူး။ဒါကြောင့်ရုရှားမှာဒုံးကျည်တွေနှဲသွားနိုင်ပါတယ်။ဒါကြောင့် Ukraine မြို့တွေမှာတိုက်ခိုက်ဖို့ရုရှားမှာဒုံးကျည်တွေနှဲသွားနိုင်ပါတယ်။အ ਨੇ စုံခဏတာပေါ့။ဒါ့အပြင်ရုရှားရဲ့လေကြောင်းကာကွယ်ရေးစနစ်ဟာယူကရိန်းရဲ့နောက်ထပ်လေကြောင်းတိုက်ခိုက်မှုတွေကိုကာကွယ်နိုင်စွမ်းပုံနေသွားနိုင်ပါတယ်။ ရုရှားမှာဒါရီဟာယူကရိန်းရဲ့ဇန်နဝါရီ24ရက်က drone တိုက်ခိုက်မှုရဲ့ထိတ်ဆုံးသတင်းသုံးပုတ်ပါပဲ။ဒါပေမဲ့တခြားဒေသတွေကလည်း drone အုံကြီးကိုခုခံဖို့ကြိုးစားခဲ့ရပါတယ်။သူတို့ဟာအငြင်းနဲ့အောင်မြင်ခဲ့တာတော့မဟုတ်ပါဘူး။ reason မှာဒေသခံရေနံချက်စက်ရုံနဲ့အပူတက်လျှက်စစ်စက်ရုံတွေမှာကပဲယူကရိန်း drone ရဲ့ပြစ်မှတ်တွေရှိပါသေးတယ်။ RBC Ukraine ရဲ့ဖော်ပြချက်အရ drone တွေဟာ reason ရဲ့ဒေသခံမြို့တွေမှာပောက်ကွဲမှု၁၀ကျင်းလောက်ဖြစ်စေခဲ့ပြီးရုရှားရဲ့လေကြောင်းကာဝေးစနစ်တွေကိုအလုပ်ပိုလုံးစေခဲ့ပါတယ်။ ဒါအပြင်ယူကရိန်းဟာ reason မျိုးအပြင်ဘက်မှာရှိတဲ့ Dagilivo စစ်လေရင်ကွင်းကိုလည်းပြင်ပတ်ထားခဲ့နိုင်ပါတယ်။ဒီတိုက်ခိုက်မှုအောင်မြင်ခဲ့သလားဆိုတာကတော့မသိရပါဘူး။ဒါပေမဲ့ယူကရိန်းဟာဒီကွင်းမှာရှိတဲ့ TU95 နဲ့ TU22 လေရင်တွေကိုပြင်ပတ်ထားခဲ့နိုင်ပါတယ်။ဒါအပြင်အနီးနားမှာရှိနေတဲ့366 aircraft repair plan ကိုလည်းပြင်ပတ်ထားခဲ့နိုင်ပါတယ်။လေရင်တွေကိုဖျက်ဆီးပြီးဖျက်ဆီးနေတဲ့လေရင်တွေကိုပြင်ဆင်နိုင်သောကိုကန့်သတ်လိုက်တာဟာ ရုရှားရဲ့ glide bomb တွေနဲ့ယူကရိန်းမျိုးတွေကိုမကြာခဏတိုက်ခိုက်နေတဲ့ဖိအားကိုရှော့ချနိုင်မှာပါ။ Raiden Data အုပ်ချုပ်ရေးမှုရဲ့ဖော်ပြချက်အရ drone ပျက်စီးသွားတဲ့အပိုင်းတွေဟာအိမ်တလုံးကိုတောင်ထိမှန်ခဲ့ပါတယ်။ Saratov မှာတော့ Ukraine drone တွေဟာပုံမှုပျက်စီးမှုတွေဖြစ်စေခဲ့ပါတယ်။ Russia media တွေရဲ့ဖော်ပြချက်အရ Ukraine ဟာဒီဒေသကရင်နံချက်ဆက်ရုံကိုပိတ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးမြို့ရင်းနဲ့ပတ်ဝန်းကျင်မှာပေါက်ကွဲမှု9ကြိမ်အထိကြားခဲ့ရပါတယ်။ဒီတိုက်ခိုက်မှုရဲ့အပိုင်းကို Ukraine ရဲ့ လစ်တူရီနဲ့ဘိုဘာ drone တွေရဲ့လှုပ်ဆောင်ခဲ့တာဖြစ်နိုင်ပါတယ်။ဘိုဘာ drone ဟာကမိကမရဲ့ drone ဖြစ်ပြီးပြစ်မှတ်နဲ့ထိမိရင်ပောက်ကွဲပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့် Sarah Toff မှာလေကြောင်းတိုက်ခိုက်မှုသတိပေးချက်ထုတ်ပြန်ခဲ့ရပြီးရုရှားရဲ့လေကြောင်းကာဝေးရေးတပ်ဖွဲ့တွေကိုအလုပ်ပိုလုပ်စီခဲ့ပါတယ်။နောက်ဆုံးအနေနဲ့ရုရှားက Tata Stan မှာ drone တိုက်ခိုက်မှုအနေရရှိတယ်လို့ဆိုပါတယ်။ Tata Stan ဟာ Ukraine ကနေမိုင်900လောက်ဝေးတဲ့ရုရှားရဲ့ပြည်နယ်တစ်ခုဖြစ်ပါတယ်။ဒီ drone တိုက်ခိုက်မှုအောင်မြင်ခဲ့လားဆိုတာတော့မသိရပါဘူး။ ဒါပေမဲ့အောင်မြင်မှုမလိုတော့တာလည်းဖြစ်နိုင်ပါတယ်။ယူကရိန်းဟာဇန်နဝါရီလ17ရက်ကဒီဒေသကရင်းနှီးချက်ဆက်ယုံကို drone နဲ့တိုက်ခိုက်ခဲ့ပြီးသားပါ။ဒါဆိုရုရှားကယူကရိန်းရဲ့ drone တိုက်ခိုက်မှုကိုဘလို့တုံ့ပြန်ခဲ့တယ်လဲ။အကောင်းဆုံးတုံ့ပြန်မှုပါပဲ။ဒါမှမဟုတ်ပူတင်ရဲ့ Prohan Canary ကလူတွေကိုဒါကိုယုံကြည်စေချင်တာပါ။ဘလူဒေတာကပဲဖြစ်ဖြစ်တိုက်ခိုက်မှုသတင်းတွေကအတူတူပါပဲ drone တွေကိုပစ်ချလိုက်ပြီးလူသေးဆုံးမှုမရှိပါဘူးလို့ရုရှားကဆိုပါတယ်ရုရှားက Brexman drone 38စင်း ရေစင်မှာ20သိန်းပြစ်ချခဲ့တယ်လို့ဆိုပါတယ်။ကာဆန်နိုဒါမှာလည်း drone 18သိန်းပြစ်ချခဲ့တယ်လို့ဆိုပါတယ်။ကာရန်စနိုဒါဟာယူကရိန်းရဲ့ပြစ်မှတ်ထားတဲ့နောက်ထပ်ဒေတာတစ်ခုဖြစ်ပြီးဒီဒေတာမှာရုရှားရဲ့စစ်သားတွေကိုထောက်ပံ့မှုဖြစ်နိုင်ပါတယ်။ဆာရာတုဖ်အပေါ်မှာ drone 90မော်စကိုအပေါ်မှာ90ဘဲဂိုရော့အပေါ်မှာ60ဘိုရာနက်စ်2လနဲ့အိုရိုင်းတို့အပေါ်မှာစုစုပေါင်း90ပြစ်ချခဲ့တယ်လို့ရုရှားကဆိုပါတယ်။ပြီးတော့တိမ်းပိုက်ထားတဲ့ Crimea ပေါ်မှာ Ukraine drone 10 လီနင်ဂရက်အပေါ်မှာ၃သိန်းပြစ်ချခဲ့တယ်လို့လည်းဆိုပါတယ်စုစုပေါင်း drone 135သိန်းကိုပြစ်ချခဲ့တယ်လို့ရုရှားကဆိုပါတယ်ဒီ drone တွေအားလုံးသူတို့ရဲ့ကြီးမားချက်တွေကိုမအောင်မြင်ခဲ့ဘူးလို့လည်းရုရှားကဆိုပါတယ်ဒါပေမဲ့ reason ကရင်းနှီးချက်ဆက်ယုံမှာမီးလောင်ကျွမ်းနေတဲ့အပိုင်းအစတွေမော်စကိုနီးကလေဆိပ်တွေပိတ်တိုင်းခံရတာ brace က microchip ဆက်ယုံပျက်စီးသွားတာတွေဒီပြောဆိုချက်ကိုတန်တရားဖြစ်စေပါတယ်ရုရှားဟာယူကရိန်းရဲ့တိုက်ခိုက်မှုကဘာမှပြတ်ရောက်မှုမရှိဘူးလို့လည်းငြင်းဆန်နေပါတယ်။ပစ္စည်းကရိယာတွေပျက်စီးမှုကိုဖုံးကွယ်ပြီး သူတို့ရဲ့နေချောင်းကာဝေးရေးစနစ်တွေက drone အုံကြီးကိုလွတ်လပ်ကူကူကိုင်းတွယ်နိုင်ခဲ့တယ်လို့သာအာယုံဆိုင်ပြောနေပါတယ်။2023နှစ်နိုဝင်ဘာလ26ရက်မှာရုရှားကယူကရိန်းဟာမော်စကိုကို drone 24သိန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ရုရှားကဒီ drone တွေအားလုံးကိုနေချောင်းကာဝေးရေးစနစ်တွေနဲ့ပစ်ချခဲ့တယ်လို့ဆိုပါတယ်။ဒီ drone တွေရဲ့အများစုဟာတူလာ၊ကော်လာဂါနဲ့ Brinks အပေါ်မှာပြုတ်ကျခဲ့တယ်လို့ရုရှားကဆိုပါတယ်။ယူကရိန်းကတော့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတကယ်မှတ်ချက်မပြုခဲ့ပါဘူး။ ဒါမှမဟုတ်ရုရှားကဖျက်ဆီးခံရတဲ့ drone တစ်စင်းရဲ့အပိုင်းစတွေဟာမော်စကိုကတိုက်ခန်းတစ်ခုကိုထိမှန်ပြီးလူတယောက်ထဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ဖြစ်နိုင်တာကယူကရိန်းဟာဒီသိမ်းငယ်တဲ့တိုက်ခိုက်မှုမှာရုရှားရဲ့လေကြောင်းကာဝေးစနစ်တွေကိုစမ်းတက်နေရလဲဖြစ်နိုင်ပါတယ်။နောက်တစ်ထည့်ကြာ2024ခုနှစ်နိုဝင်ဘာ10ရက်မှာယူကရိန်းကမော်စကိုကို drone အုံကြီးနဲ့ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့မော်စကိုကိုတိုက်ခိုက်တဲ့ drone 34စင်းပါဝင်ပြီးမော်စကိုရဲ့အဓိကလေဆိပ်၃ခုကနေလေယာဉ်တွေကိုလမ်းလွှဲပြောင်းခိုင်းခဲ့ရပါတယ်။ အ ਨੇ ဆုံးလူ9ယောက်ထဏ်ရာရခဲ့ပါတယ်ဒီ drone 34စင်းအပြင် Ukraine ဟာအနောက်ရုရှားကို drone 90နဲ့ထပ်မံတိုက်ခိုက်ခဲ့ပါတယ်ရုရှားကဒီတိုက်ခိုက်မှုကိုကင်တွယ်နိုင်ခဲ့တယ်လို့ဆိုပါတယ်ရုရှားကဝေးဝင်ကြီးဌာနကဒါကို KF အနာပိုင်းတွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုလို့ဖို့ကြိုးစားချက်လိုအောင်ခေါ်ပါတယ်ဒါပေမဲ့ရုရှားကဒီတိုက်ခိုက်မှုကိုပြောနေချင်မှာပဲ Ukraine ကို drone 145သင်းလွှတ်တင်ခဲ့တာကိုလှစ်လျူရှုထားပါတယ်ဒီချက်ကနောက်မေကွန်တို့ရဲ့အဖြစ်ကိုရှာဖွေဖို့တဲလွန်စာပေးပါတယ် ယူကရိန်းကဇန်နဝါရီ24ရက်မှာမော်စကိုနဲ့ပတ်ဝန်းကျင်ဒေသတွေကိုဒရုန်းတွေနဲ့မီးလောင်ကျွမ်းအောင်ဗားကြောင်လုပ်ခဲ့တယ်လေ။အဖြေကိုစကားတလုံးနဲ့အတူဆုံးပြောရရင်အညှိုးပါပဲ။ယူကရိန်းကရေနံချက်ဆက်ယုံတွေဒါမှမဟုတ်မိုက်ခရိုချစ်ဆက်ယုံတွေကိုတိုက်ခိုက်တာဟာရုရှားစစ်တပ်ကိုပါပျက်စီးစေတယ်လို့မှန်ကန်စွာထောက်ပြပါရတယ်။ဒီပျက်စီးမှုတွေဟာရုရှားကသူ့တပ်တွေစီလောင်စာပို့ဆောင်နိုင်မှုကိုကန့်တက်လိုက်တာကြောင့်ရှေ့တန်းမှာဖိအားတွေကိုလျှော့ချပေးပါရတယ်။ယူကရိန်းကရုရှားကိုသူ့နယ်မြေထဲမှာပြစ်မှတ်ထားတာဟာ ူတင်ကသူ့ရဲ့အထူးစစ်စင်ရေးတခြားလုံးယူကရိန်းကိုအဲ့ဒီလိုလုံနေခဲ့လို့ပါပဲတကယ်တော့ယူကရိန်းက drone တွေနဲ့တိုက်ခိုက်နေတဲ့အချိန်မှာပဲရုရှားကလည်း Kiev အနီးမှာ drone တိုက်ခိုက်မှုတစ်ခုလုပ်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်ဒီတိုက်ခိုက်မှုမှာပြည်သူ၃ယောက်၃ယောက်တေဆုံးခဲ့ပြီးတိုက်တစ်ခုစီးပွားရေးဆောင်အုံတချို့ကားတချို့နဲ့အိမ်ရှင်လုံးပျက်စီးခဲ့ပါတယ်ဒီလိုမျိုးယူကရိန်းမျိုးတွေကိုတိုက်ခိုက်တာဟာပူတင်ရဲ့စစ်ပွဲမှာထင်ရှားတဲ့နည်းပြူဟာတစ်ခုဖြစ်ပါတယ်။သူ့စစ်သားတွေကမြေပြင်ပေါ်မှာလူလိုက်ပုံစံတိုက်ခိုက်မှုတွေမှာအစုလိုက်အပြုံလိုက်တေဆုံးနေချိန်မှာ ်ပူတင်ကသူသိမ်းပိုက်ခြင်းတဲ့မျိုးတွေကိုဒုံးကျည်တွေနဲ့ drone တွေနဲ့ပစ်ခတ်နေပါတယ်။အရင်ကဖော်ပြခဲ့သလိုပဲယူကရိန်းရဲ့2024ခုနှစ်နိုဝင်ဘာလကမော်စကိုကို drone တိုက်ခိုက်မှုဟာရုရှားကယူကရိန်းနယ်မြေပကို drone 140ကျော်နဲ့တိုက်ခိုက်တာကိုတုံ့ပြန်တာဖြစ်ပါတယ်။2024ခုနှစ်ဇွန်လမှာရုရှားက KF နဲ့ Kharkiv ကိုဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ယူကရိန်းကလေထဲမှာပဲဖျက်ဆီးလိုက်တဲ့ဒုံးကျည်ဒဇင်းရဲ့အပိုင်းအစတွေဟာ KF ကစင်ဂျေဖုံးအင်အားတစ်ခုပေါ်ကိုပြုတ်ကျခဲ့ပါတယ်။ ခါကစ်ကိုပြစ်လိုက်တဲ့လမ်းညွန်ဘုံတလုံးကတော့လေချောင်းကာကွယ်ရေးကိုဖျက်ချော်ပြီးပြည်သူတယောက်ကိုတေစေခဲ့ပါတယ်။ဒီအထက်၃လအလိုမှာလဲရုရှားက KF ကိုနောက်ထပ်ဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ခါကစ်ကိုလည်းဒီနေ့အထိပုံမှန်တိုက်ခိုက်နေသေးဖြစ်ပြီးဒါဟာပူတင်ကသူ့တပ်တွေကိုသိမ်းပိုက်နိုင်မယ်လို့ယုံကြည်နေတဲ့မျိုးဖြစ်လို့ပါ။၂၀24ခုနှစ်ဇူလိုင်လမှာလဲတိုက်ခိုက်မှုလှိုင်းတစ်ခုဖြစ်ပွားခဲ့ပြီးအချို့က KF ကိုပြစ်မှတ်ထားပါတယ်။ပါချူရာနဲ့ကာကစ်ရစ်ဒေတာတွေကိုလည်းတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာလူတွေနေတဲ့လုပ်ငန်းဆောင်တာတွေမှာစတင်နေတဲ့မှာဖြစ်ပွားခဲ့တာပါကုလသမဂ္ဂရဲ့ယူကရိန်းမှာရှိတဲ့ Resident Coordinator ဖြစ်တဲ့ Dennis Brown ရဲ့အဆိုအရဒီတိုက်ခိုက်မှုတွေကြောင့်လူသားတွေနဲ့ချီတေဆုံးတန်ရာရခဲ့ပြီး KF မျိုးလေကောင်ကကလေးစိတ်ယုံတစ်ခုလည်းပြင်းထန်စွာပျက်စီးခဲ့ပါတယ်ဒါဟာပူတင်ကယူကရိန်းမျိုးတွေကိုပြစ်မှတ်ထားတဲ့ယာနဲ့ချီတဲ့တိုက်ခိုက်မှုတွေကသိငယ်တဲ့ဥပမာတစ်ခုပါပဲ KF ရဲ့ဇန်နဝါရီ24ရက်က drone တိုက်ခိုက်မှုဟာရိုးရှင်းတဲ့ message တစ်ခုကိုပေးခဲ့တာပါ ငါတို့မျိုးတွေကိုမင်းတို့တိုက်တယ်လို့ပဲမင်းတို့မျိုးတွေနဲ့မျိုးတော်တွေကိုငါတို့ကလည်းအပြင်းထန်တိုက်နိုင်တယ်ဆိုတဲ့ message ပါဒါဟာပူတင်ကသူ့ရဲ့အထူးစစ်စင်ရေးအတွင်းမှာချခဲ့တဲ့မျိုးစုတွေကနေရိတ်သိမ်းရတဲ့တခုပြီးတော့အရာမဟုတ်ပါဘူး2024ခုနှစ်အတွင်းမှာရုရှားဟာယူကရိန်းရဲ့လျှက်စစ်တပ်အားပစ်စနစ်ကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့နေပါတယ်ပူတင်ရဲ့ရည်မှန်းချက်ကရိုးရှင်းပါတယ်ယူကရိန်းမျိုးတွေကိုလျှက်စစ်ပြီးပြတ်တောက်စေပြီးမျိုးသူမျိုးသားတွေကိုကြောက်ရွံ့စိတ်ဝင်စေဖို့ပါဒီတိုက်ခိုက်မှုတွေဟာဆောင်းတွင်းမှာဖြစ်ပွားခဲ့တဲ့အခါ အေးဆက်နေတဲ့အချိန်မှာရုရှားကယူကရိန်းရဲ့လျှက်စစ်တပ်အားပေးစနစ်ကိုတိုက်ခိုက်ခဲ့ပါတယ်။ယူကရိန်းကမော်စကိုကိုဒရုန်းတိုက်ခိုက်မှုလုပ်ခဲ့တဲ့၉ရက်လုံမှာဒီတိုက်ခိုက်မှုကိုလှုပ်ဆောင်ခဲ့တာပါ။ဒီတိုက်ခိုက်မှုမှာဒုံးကျည်၄၀ကျော်ပါဝင်ပြီးယူကရိန်းက၃၀လောက်ကိုပစ်ချနိုင်ခဲ့ပါတယ်။ဒရုန်း80လောက်ကိုလည်းပစ်ချနိုင်ခဲ့ပါတယ်။ကံမကောင်းသွားပဲဒီရုရှားတိုက်ခိုက်မှုဟာယူကရိန်းရဲ့လျှက်စစ်တပ်အားပေးစနစ်ကိုပိတ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေထဲမှာအောင်မြင်မှုရခဲ့တာပါ။နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီကာရနာကိုကဆာမီကာကစ်ကီဗိုဟပ်တဲ့ ဇာပိုရီဇာဟီနဲ့ဒွန်တက်စ်အော့ဘလက်စ်တို့မှာလျှက်စစ်မီပြတ်တောက်မှုတွေဖြစ်ပွားခဲ့တယ်လို့ကြေညာခဲ့ပါတယ်။ယူကရိန်းသမ္မတဇာလန်စကီးကဒီဆက်ယုံတွေကိုဘာကြောင့်ပြစ်မှတ်ထားတယ်လဲဆိုတာကိုရှင်းပြခဲ့ပါတယ်။ KF မြို့မှာအပူချိန်ဟာဇန်နဝါရီလမှာ Fahrenheit 16ဒီဂရီထိကျဆင်းနိုင်ပါတယ်။ဒါကရေကဲမအောင်အတော်လေးနှိမ့်တဲ့အပူချိန်ပါ။ရုရှားရဲ့ဓာတ်အားလိုင်းတိုက်ခိုက်မှုတွေဟာယူကရိန်းပြည်သူတွေအိမ်တွေကိုအပူပေးဖို့မဖြစ်နိုင်အောင်ရည်ရွယ်ထားပါတယ်။ရုရှားရဲ့ဓာတ်အားလိုင်းတိုက်ခိုက်မှုတွေဟာကြီးမားလွန်းတာကြောင့် အပြည်ပြည်ဆိုင်ရာအမှုမျိုးစွမ်းရင် agency IAEA ကနျူကလ িয়ার မတော်စားမှုတစ်ခုဖြစ်နိုင်ခြင်းကိုမြင့်တက်စေနိုင်တယ်လို့ယုံကြည်နေပါတယ်။ IAEA ရဲ့အမှုဆောင်အရာရှိချုပ် Rafael Marino Grossi ကနျူကလ িয়ার မတော်စားမှုဟာစက်ရုံကိုတိုက်ရိုက်တိုက်ခိုက်မှုကြောင့်ဖြစ်နိုင်တယ်လို့ဒါအားလိုက်ပြတ်တောက်မှုကြောင့်လည်းဖြစ်နိုင်တယ်လို့ပြောထားပါတယ်။ဒါဟာပူတင်ရဲ့ရည်ရွယ်ချက်ဖြစ်နိုင်ပါတယ်။သူ့စစ်ပွဲတစ်လျှောက်လုံးချင်းချောက်ခဲ့တယ်လို့ရုရှားရဲ့နျူကလ িয়ার လက်နက်တွေကိုယူကရိန်းကိုအသုံးပြုဖို့ထက်သူကချန်နိုဘိုင်းလိုအဖြစ်မျိုးဖန်တီးဖို့ကြိုးစားနေတာဖြစ်နိုင်ပါတယ်။ ယူကရိန်းကဇန်နဝါရီလ24ရက်နေ့မှာရုရှားရှင်တချက်စစ်ရုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေဟာစစ်မျက်နှာရှေ့တန်းကတပ်တွေစီကိုရေနယ်နဲ့ဒီဇယ်စီပို့ဆောင်မှုကိုကန့်တတ်ထားတဲ့ပို့ပါတယ်။ဒီတိုက်ခိုက်မှုတွေဟာရုရှားပြည်သူတွေကိုလောင်စာတီထောက်ပံ့မှုကိုပါပိုခတ်ခဲအောင်လုပ်နေပါတယ်။ဒါဟာပူတင်အတွက်ကံကြမ္မာတော့ကပါပဲ။ယူကရိန်းရဲ့ဓာတ်အားလိုင်းကိုတိုက်ခိုက်ပါရုရှားပြည်သူတွေရဲ့ဘဝကိုပိုပြီးခတ်ခဲအောင်လုပ်လိုက်ပါပါ။ ။နောက်ဆုံးအနေနဲ့ယူကရိန်းကမော်စကိုကို drone တွေနဲ့တိုက်ခိုက်ရတဲ့အကြီးမားဆုံးအကြောင်းရင်းတစ်ခုကပြည်သူတွေရဲ့အကြီးအကျယ်တေဆုံးမှုအတွက်အညှို့ဖွဲ့တာပါပဲ။ပူတင်ရဲ့ယူကရိန်းစစ်ပွဲကိုချင်းကပ်ပုံဟာ statistic အရ2022ခုနှစ် February လ24ရက်နေ့ကပဲ2024ခုနှစ်ဒီဇင်ဘာ31ရက်နေ့တွင်ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာကော်မရှင်နာ OHCHR ရဲ့မှတ်တမ်းတွေအရယူကရိန်းမှာပြည်သူ12456ဦးသေဆုံးခဲ့ပါတယ်။ရုရှားရဲ့ဒုံးကြီးရုရှားရဲ့ glider ဘုံးတိုက်ခိုက်မှုတွေကြောင့် ယူကရိန်းမြို့တွေမှာဒဏ်ရာရသူ28382ဦးရှိခဲ့ပါတယ်။ပိုဆိုးတာကတေဆုံးသူ669ဦးဟာကလေးတွေဖြစ်ပြီးဒဏ်ရာရသူ1833ဦးထဲမှာလည်းကလေးတွေပါဝင်နေပါတယ်။ယူကရိန်းကသူ့ကိုယ်သူကာဝယ်ဖို့ကြိုးစားနေတာကိုတုံ့ပြန်တဲ့အနေနဲ့ရုရှားကပြည်သူတွေကိုပုံမပြင်းထန်စွာတိုက်ခိုက်လာပါတယ်။ဥပမာကုလသမဂ္ဂရဲ့စီရင်ခံစာအရ2024ခုနှစ်စက်တင်ဘာလမှာရုရှားတိုက်ခိုက်မှုတွေကြောင့်ယူကရိန်းပြည်သူ208ဦးတေဆုံးပြီး1200ဦးဒဏ်ရာရခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာယူကရိန်းရဲ့ပြန်လည်တိုက်ခိုက်မှုကိုတုံ့ပြန်တာဖြစ်နိုင်ပါတယ်။ယူကရိန်းကသူ့ရဲ့ရန်ယူဖွဲ့တိုက်ခိုက်မှုတွေမှာပြည်သူတွေကိုတပ်ဖို့မရည်ရွယ်ပါဘူး။ဒါပေမဲ့ရုရှားမျိုးတွေနဲ့စစ်အဆောက်အုံတွေကိုပိတ်မှတ်ထားတာပါ။ဘာလို့လဲဆိုတော့ပူတင်ကအရင်ဆုံးဒီလိုလုပ်ခဲ့လို့ပါ။သူကယူကရိန်းမျိုးတွေကိုတိုက်ခိုက်ခဲ့တယ်။ဓာအားလိုင်းတွေကိုဖျက်ဆီးခဲ့တယ်။ယူကရိန်းပြည်သူတွေကိုထောင်ထဲချပြီးတပ်ဖြတ်ခဲ့တယ်။ဇန်နဝါရီ24ရက်နေ့မှာယူကရိန်းကပူတင်ကိုသူ့ဆေးကိုသူပြန်တိုက်လိုက်တာပါပဲ။ဒါအပြင်နောက်ထပ်လာအောင်ပါပါ။ ယူကရိန်းရဲ့ဒရုန်းတိုက်ခိုက်မှုကမော်စကိုနဲ့အနီးတစ်ဝိုက်ကိုဖျက်ဆီးပြီး9ရက်အကြာမှာပဲယူကရိန်းကကိုဆိုတော့ဖ်မြို့ကရေနံချက်ဆက်ရုံကိုထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ဒီဆက်ရုံဟာစစ်မျက်နှာကနေမိုင်900ကျော်ဝေးတဲ့နေရာမှာရှိပါတယ်။ဒရုန်းလေးသင်းနဲ့တိုက်ခိုက်ခံရပြီးဆက်ရုံကိုတိတိတတ်တာပျက်စီးစေခဲ့ပါတယ်။ဇာလန်စကီးကလည်း2024ခုနှစ်အောက်တိုဘာလအရယူကရိန်းကသူ့ဒရုန်းတွေကိုတစ်နှစ်ကို၄တန်းထုတ်လုပ်နိုင်တဲ့အဆင့်ကိုရောက်နေပြီလို့ပြောထားပါတယ်။ ဒီထုတ်လုပ်နိုင်တဲ့ဟာ2025ခုနှစ်မှာရုရှားနယ်မြေအတွင်းကိုပုံမဝေးရကိုထိမှန်နိုင်တဲ့တိုက်ခိုက်မှုတွေပိုများလာနိုင်တယ်လို့ဆိုလိုနေပါတယ်။ပူတင်ဟာဒီ drone တိုက်ခိုက်မှုတွေကိုရင်ဆိုင်ရမှာပါ။ယူကရိန်းကသူစတင်ခဲ့တဲ့စစ်ပွဲကိုရုရှားပြည်သူတွေရဲ့တကားအဝကိုပြန်ရောက်အောင်ပို့ဆောင်နေပြီပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။